ုံတစ်ခုဆုံးရှုံးသွားလို့တော့ကဖြစ်တယ်။ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မရတဲ့ပုံကိုတူဒုက္ခရောက်လို့ဆုံးမသွားလို့တော့ကရောက်ရတယ်ဆိုတဲ့အခါမှန်မှန်ကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တော့ကပိုးလာပိုးလာအော်အရာခသိဟသက်ရှိတဲ့မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာတနေ့ကိုသိဆုံးကြရတာပဲ ဘဝဆိုတာကံပေးသမျှနေရတာသူကံနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့လိုမတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုကိုချွတ်ချတဲ့နေတခုပဲကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာယူကြုံမရဖြစ်နေလို့ရှိရင်တော့ကစိတ်ပူပန်မှုတွေညာလာအဲ့လိုမတွေးပဲနဲ့ဟိုဘဝဆိုတာ ဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လဲပစ္စည်းစွန့်လိုက်ရတာပဲပစ္စည်းကတော့လဲငါ့ကိုစွန့်သွားတာပဲဘယ်ရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ဟောပူပန်မှုကပြောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားတုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင် ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပတ်လုဇီတိနေတံဌာဏဝိသတိရသော်ဗျာဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြည့်ရအောင်မပြောင်းရအောင်ဘယ်သူတန်းနိုင်ပါလေတဲ့ဘယ်သူကမတန်းနိုင်မဖြစ်နိုင်ဘူးကံကုတ္တထလဘဒီအခြေအနေမျိုးကိုငါမှမပါလုံနိုင်ပါလေ ဘတ်တတ်နိုင်မှာဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလာပါဆိုဘတ်တတ်နိုင်မှာလေနော်မတတ်နိုင်မတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောတာရော့သွားတာ